မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အကျန်းဖက်မင်းအောင်လိုင်းဒီကနေ့မနက်6:30မိနစ်အချိန်မှာ MAI ထုတ်လည်ရင်းနဲ့တရုတ်နိုင်ငံကုမင်းမြို့ကိုထွက်ခွာကမဲကောင်စီးဝိုးတက်ရောက်ပြီးချောင်ချင်းနဲ့ရှန်ကျန်းမြို့တွေကိုပါသွားရောက်မှာဖြစ်ပါတယ်ဖီမော်မြို့ကန်ဖန်ရွာကို KIA ပူးပေါင်းတပ်တွေကဝင်ရောက်လာစဉ်မှာပြည်သူ့စစ်အဖွဲ့ဝင်တရာကျော်ကလက်နက်ချခဲ့ပြီး ပြည်သူတွေက KIA တပ်ဖွဲ့ဝင်တွေကိုတောင်းတောင်းဖြားဖြားကြိုးစို့ကြတဲ့တဲ့င်းပါဝင်နောက်ဆုံးရတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့အကျန်းဖက်စစ်ခေါင်းဆောင်မင်းအောင်လန်ကဒီကနေ့နိုဝင်ဘာလ9ရက်နေ့နနက်6:30မိနစ်ဝန်းကျင်အချိန်မှာ MAN အထူးလေယာဉ် Airbus 319 SYALK နဲ့တရုတ်နိုင်ငံကုမင်းမြို့ကိုထွက်ခွာသွားပြီဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါရယ်အကျန်းဖက်မင်းအောင်လန်ဟာတရုတ်ဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်နဲ့နိုဝင်ဘာလ6ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အထိ ကုမင်းမှာကျင်းပမဲ့မဲခေါင်နိုင်ငံများအစည်းအဝေးကိုတက်ရောက်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။မဲခေါင်အစည်းအဝေးတက်ရောက်ပြီးတဲ့နောက်မှာနိုဝင်ဘာလ9ရက်နေ့ကနေစတင်ကချောင်ချင်းမြို့နဲ့ရှမ်းကျန်းမြို့တွေကိုတွားရောက်မှာလည်းဖြစ်ပါတယ်။ရှစ်ကြိမ်မြောက် GMS မဲခေါင်နိုင်ငံများအစည်းအဝေးကိုတရုတ်နိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပတဲ့အတွက်အခုလိုဖိတ်ကြားတာဖြစ်ပြီးတရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့လည်းပြင်ပမှာခိတ္တခဏတွဲဆောင်ခွင့်တောင်းထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကပြောပြပါရတယ်။အကြံဖက်မဲအောင်လိုက်ဟာရှမ်းကျန်း န်းမျိုးကနေတဆင့်နိုဝင်ဘာလ10ရက်နေ့မှာနေပြည်တော်ကိုပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမြစ်သားမြို့နယ်ရိုးကန်ရွာကမောင်ကိုကိုကြီးနဲ့ရစ်ကန်ရွာကလူငယ်သုံးဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးပြီးမြစ်သားမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှထိန်းသိမ်းထားကပြည်လဲလူမြောက်လူရင်စက်သိန်း50ပေးပြီးပြန်ရွေးရမယ်လို့မိသားစုကိုအတိပေးအကြောင်းကြားလာတယ်လို့ဖမ်းဆီးခံရသူလူငယ်တွေနဲ့ရင်းနှီးသူမိတ်ဆွေတွေကပြောပြပါရစေ။နွေမာလာ2ရက်နေ့ညနေပိုင်းအချိန်ကစစ်စေးဂိတ်မှာအတင်းကျပ်ဖမ်းဆီးသွားတာဖြစ်ပြီးစစ်မှုမထ ချမ်းလိုရင်တဦးကိုကြက်သိန်း90နဲ့ပြန်ရွေးခိုင်းနေတာလည်းဖြစ်ပါတယ်။ဖန်စီခံရသူတွေဟာငွေကြေးမတတ်နိုင်သူတွေဖြစ်ပြီးရိုးကန်ရွာကဖန်စီခံရသူမောင်ကိုကိုကြီးကလည်း ကျုံရကြပန်းလောက်ကန်ကမိသားစုကိုရှောက်ဖွေကျင်းမွေးလိုသူဖြစ်တာကြောင့်ပြန်လဲရွေးရန်အတွက်မိသားစုကမတ်တက်နိုင်တဲ့အခြေအနေဖြစ်နေလို့လည်းသိရှိရပါတယ်။အခုရက်ပိုင်းမန္တလေးတိုင်းတွင်မြစ်သားမြို့နယ်တရတဦးမြို့နယ်အမရဘူရာမြို့နယ်ပါဝင်မြို့နယ်တွေမှာစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကပေါ်တာဆွဲဖမ်းဆီးမှုတွေအလွန်များပြားနေပြီးလမ်းဆောင်လမ်းကွာတွေမှာလည်းစစ်စေးဂိတ်ချဖမ်းဆီးတဲ့အပြင်နေရီပေါ်တက်ကဧည့်စင်းစစ်တဲ့ပုံစံနဲ့လည်းဖမ်းဆီးမှုတွေရှိနေတယ်လို့ဒေသနေပြည်သူတွေကပြောပြပါရရှင်။ ကချင်ပြည်နယ်တရင်တဘောက်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ဖီမော်ရွာကပန်ရွာကို KA ပူပေါင်းတပ်တွေကဝင်ရောက်လာစဉ်တွင်ပြည်သူစစ်လက်နက်ကန်အဖွဲ့ဝင်တရာကျော်ကလက်နက်ချအလင်းဝင်ရောက်လာခဲ့ပြီးပြည်သူတွေက KA တပ်ဖွဲ့ဝင်တွေကိုတောင်းတောင်းဖြတ်ဖြတ်ကြိုဆိုခဲ့ကြတယ်လို့ KA ရဲ့စေတရင်မြစ်ကပြောပြပါရယ်မနေ့ကနိုဝင်ဘာလ၄ရက်နေ့ညနေပိုင်းအချိန်ကကချင်အထူးဒေသတဲဖီမော်မြို့အရှိမြောက်ဖက်တရုတ်ကချင်နေဆက်ကကပန်ရွာကို KA ပူပေါင်းတပ်တွေကဝင်ရောက်လာစဉ်တွင်ပြည်သူစစ်လက်နက်ကန်အဖွဲ့ဝင်တရာကျော်က လက်လက်ချအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာကပ်ဖတ်ရွာကို KI ကအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်။ အဲ့လိုကံဖက်ရွာကိုဝင်ရောက်လာတဲ့ KIA ပူပေါင်းတပ်ဖွဲ့ဝင်တွေကိုဒေသပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုခဲ့ကြရတယ်လေ KIA စေတရမြေကပြပြပါရယ်လက်ရှိအလင်းဝင်ရောက်လာတဲ့ပြည်သူစစ်အဖွဲ့ဝင်တရားကြော်ကိုလည်းစစ်ဆေးမှုတွေလှုပ်ဆောင်နေပြီးနောက်ထပ်ပြည်သူစစ်နဲ့စစ်ကောင်စီတပ်တွေရှိတဲ့လမ်းဆယ်ရွာနဲ့ကံပိုက်တိမြို့ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ကြံရှိတော့တယ်လို့ KIA ရဲ့စေတရမြေကပြပြပါရယ်ရှင် ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ဗန်းပြင်အုပ်စုလွယ်လုံးကျေးရွာတွင်ပြည်သူဝိုင်းပစ္စည်းတွေကိုဝင်ရောက်ခိုးယူနေတဲ့အကြမ်းဖက်စစ်သားတွေနဲ့ PNO ပြည်သူစစ်တွေကိုဒရုန်းနဲ့ဗုံးကျဲတိုက်ခတ်ခံရတဲ့အတွက်9ဦးဟာတေသွားခဲ့တယ်လို့ဒေသနေပြည်သူတွေကပြောပြပါရယ်။နွေမာလာတရနေ့ကညောင်ရွှေမြို့နယ်ဗန်းပြင်အုပ်စုလွယ်လုံးကျေးရွာတွင်ပြည်သူကန်ဆိုင်ကယ်တွေပဲပြောင်းတွေကိုဝင်ရောက်ခိုးယူနေစဉ်မှာတော်လဲတပ်ဖွဲ့ဝင်တွေကဒရုန်းတွေနဲ့ဗုံးကျဲတိုက်ခတ်ခဲ့တဲ့အတွက် PNO ပြည်သူစစ်ကတက်ခွဲမှု ဗိုလ်ကြီးခွန်သိန်းစောခွန်မောင်ရွေခွန်ရဲအောင်တို့အပါအဝင်၅ဦးဟာတည်သွားခဲ့တာလည်းဖြစ်ပါတယ်။ဂျက်ဘက်စစ်တပ်လောက်က PNO ပြည်သူစစ်တွေဟာလွဲလုံးကျေးရွာတွင်လက်ဖြတ်နေသူအသက်65နှစ်အရွယ်ရှိတဲ့ဦးစိန်နဲ့တငယ်ပြန်နေတဲ့အသက်64နှစ်အရွယ်ရှိတဲ့ဦးနန္နာတို့ကိုတပြက်ပြီးခနာကိုအစိတ်အပိုင်းတွေကိုခုတ်တက်ဖြတ်တော့ကကျွတ်ကျွတ်တွေနဲ့ထည့်ပြီးပြည်သူနေရင်တွေမှာချိတ်ဆွဲထားခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်ပြည်သူဝန်ဆိုင်ကအစီ30ခန်းနဲ့ ပဲပြောင်းတွေကိုလည်းကားနဲ့တည်ယူသွားခဲ့လို့လည်းသိရှိရပါတယ်ရှင်။ မကွေးတပ်သင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတပ်ဆလင်းမြို့နယ်မြို့မဦးစည်းမှုရုံးနေဦးစည်းမှုနေမှာစုဝေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတက်ခရရမှာဆလင်းမြို့နယ်ရဲမှုပါဝင်၄ဦးဟာတိုက်သွားခဲ့တယ်လို့မင်းမှုခင်အမှန်ငါတရင်ကတာဝန်ရှိသူတူကပြပြပါရယ်နှွေမာလာနှစ်ရက်နေကဦးစည်းမှုနေမှာစုဝေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုမနေ့ဆယ်နိုင်ခွဲလောက်မှာတော်လန်တပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံဒီအကြီးနှလုံးကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်ဘုံဒီနှလုံးဟာဦးစည်းမှုနေ င်းဤမှာကြာရောက်ပောက်ကွဲသွားခဲ့ပြီးဆလင်းမြို့နယ်ရဲမှုအပါဝင်၄ဦးဟာသေသွားခဲ့သလိုအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့သိရှိရပါတယ်။အဲဒီတခဲမှုတွေတနိုင်ခန့်အကြာမှာတော့လူနာတင်ကားတစ်စီးဟာဘုံဒီကြာရနေရာကိုရောက်ရှိလာပြီးဆလင်းမြို့ကနေတောင်ဘက်ကိုအပြင်မောင်းနှင်သွားလို့လည်းသိရှိရပါတယ်။ထိခိုက်ဒဏ်ရာရှိခဲ့တဲ့စစ်ကောင်စီတပ်သား၃ဦးတကတအုပ်ကိုမကွေးစစ်ရုံကြီးကိုပို့ဆောင်လိုက်ပြီးကျန်အုံးမှာတော့ဆလင်းစစ်ရုံမှာစစ်ကူတမှုခံယူနေရလို့မင်းမှုခင်အမှတ်၅တရင်ကတောင်ဝန်ရှိသူတို့က ပြပြပါရယ်ဒီတိုက်ခိုက်မှုကိုမင်းမှုခရံအမှတ်9တရင်မင်းမှုခရံအမှတ်1တရင်နဲ့စလင်းမြို့နယ်ပကဖစတဲ့မဟာမိတ်တပ်တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့စကိုင်းတိုင်းကမ့်ဘလူမြို့နယ်ကာဘိုးရွာပြူစောတီအထိုင်စခန်းကအကြက်ဖက်တပ်သားတွေဟာဘူးကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူ90ကျော်ကိုအကြောင်းမဲ့ဖမ်းဆီးသွားတယ်လို့ ကျောလာကတ်မလို့တကြွအလောက်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြပြပါရယ်။နွေမာလာ၄ရက်နေ့မနေ့09:15မိနစ်လောက်မှာကာဘိုးရွာပြူစောတိအထိုင်စခန်းကကား၃စီးနဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်သားနဲ့ပြူစောတိအင်အားတရာခန့်ဟာဘူးကြီးရွာကိုဝင်အောင်စီးနေပြီးကျေးရွာအတွင်းမှာပိတ်ပိနေတဲ့ပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးကာအစည်းအဝေးပြုလုပ်ခဲ့လို့လည်းသိရှိရပါရယ်။အဲ့ဒီအစည်းအဝေးပြုလုပ်ပြီးရဲ့နောက်မှာမွန်းလတ်တနိုင်လောက်မှာတော့ဘူးကြီးရွာကပြည်သူ90ကျော်ကိုဖမ်းဆီးသွားတာလည်းဖြစ်ပါရဲ့ရှင်။ ုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးမများပါ